မြောက်ရီမှာလူကုန်ခံရတဲ့အင်ဒိုနီးရှားနိုင်ငံသား900ကျော် နေရပြန်ဖို့စ조사နေပါတယ်။မုံရမန္တလေးလမ်းပေါ်ကတိုက်ပွဲမှာစစ်ကောင်စီတပ်သား18ယောက်သေဆုံးသွားပါတယ်။ကုတ်ခိုင်မှာတရုတ်ရွှေတူးဖော်မှုကိုကန့်ကွက်တဲ့သူတွေပြစ်ခတ်ခံရပြီး6ယောက်သေဆုံးသွားပါတယ်။ဒီလိုနောက်ဆုံးရသတင်းတွေကို RFA ရဲ့မနက်ခင်းသတင်းစီစဉ်မှကြားမှာပါရှင်။လူကုန်ခံရပြီးထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြရီမြို့နယ်ကိုရောက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံသား925ယောက်နေရပြန်နိုင်ဖို့စ조사နေတော့မယ်လို့အင်ဒိုနီးရှားနိုင်ငံပြန်ကြိုင်းဝင်ကြီးဌာနကပြောကြားကြောင်းအန်ထရာသတင်းမှာမလ6ရက်နေ့ကဖော်ပြပါဗါးနေရပြန်ဖို့စ조사နေစေသူတွေရဲ့အရေးအတွက်ဟာအင်ဒိုနီးရှားနိုင်ငံသားတွေဒေတာတွေအာနာပိုင်နေတဲ့သတင်းတွေအရာသိရတဲ့ဥယျာဉ်ဖြစ်တယ်လို့အင်ဒိုနီးရှားနိုင်ငံသားတွေအကာအကွယ်ပေးရတဲ့ဥပဒေရေးရာဌာနညွှန်ကြားရေးမှူးကပြောပါတယ်နိုင်ငံသားတွေပြန်ခေါ်နိုင်ဖို့ဂျာကာတဆင့် ြန်ပို့ပေးမဲ့ထိုင်းအာဏာပိုင်တွေနဲ့အင်ဒိုနီးရှားဝန်ကြီးဌာနတို့ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်းပြောပါတယ်။မြောက်ရီမှာအင်ဒိုနီးရှားနိုင်ငံသားတဦးတယောက်မှပိတ်မိမနေအောင်မြန်မာစစ်ကောင်စီနဲ့လည်းချိတ်ဆက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်ရှင်။မြန်မာနိုင်ငံကနေအင်ဒိုနီးရှားအယောက်130ကိုနှစ်တုပ်ခွဲပြီးဖေဖော်ဝါရီ20နဲ့28ရက်နေ့မှာမူရင်းနိုင်ငံကိုပြန်ပို့ဆောင်ပေးခဲ့တယ်လို့လည်းသတင်းမှာဖော်ပြပါတယ်ရှင်။ မုံရမြို့ကနေမြင်းမှုမြို့ကိုထွက်ခွာလာတဲ့စစ်ကောင်စီရင်တန်းကို မုံရမန္တလေးလမ်းတနေရာမှာဒေသပြည်သူကာကွယ်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်18ယောက်သေဆုံးခဲ့တယ်လို့ချောင်းဦးမြို့နယ်ပြည်သူကာကွယ်တပ်ဖွဲ့ကမလ6ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်မလ4ရက်နေ့ညနေကမြင်းမှုမြို့ကိုထွက်ခွာလာတဲ့စစ်ကောင်စီရဲ့တံပြားကရင်းနှီးချောင်းမြို့ကိုဖျက်ဆီးချိန်မှာချောင်း PDF နဲ့ဒေသခံပူပေါင်းမဟာမိတ်တပ်တွေကဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တယောက်ထိခိုက်ဒဏ်ရာခဲ့တယ်လို့လည်းပြောပါဗျ။စစ်ကောင်စီတပ်ဖွဲ့ရဲ့လက်နက်ခဲယမ်းအများပြားကိုသိမ်းဆည်းနိုင်ခဲ့ပြီးတံပြားကရင်းနှီးစီကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာချောင်း PDF နဲ့တူရင်းမပင်မြို့နယ်ပကဖလက်ယုံတက် UNF စစ်ကြောင်း B21 တပ်ရင်းရတနာဘုံချင်းတွင်းဘရာဒါနဲ့ဒေသခံပြည်သူကာကွယ်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ် ဆက်စင်ဖော်ဆောင်နေချိန်မှာခီးသွားပြည်သူတွေအနေနဲ့မုံရမန္တလေးလမ်းမကြီးကိုအသုံးပြုတာတတိထားဖို့ချောင်း PDF တာဝန်ရှိသူတဦးကပြောပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်တာမုံညဲမြို့နယ်ခွဲ မုံစီကျွရအုပ်စုတဲကနန်လင်းချောင်းမှာတရုတ်နိုင်ငံသားတွေနဲ့ကိုကန့်တက်မတော့ MNDA တပ်ဖွဲ့တွေပူးပေါင်းတူးဖော်နေတဲ့ရှေလုတ်ကွက်ကိုဒေသခံတွေကမက်လာ9ရက်နေ့မှာ တောက်ရောက်ကန့်ကွက်ပြီးတဲ့နောက်ပြစ်ခတ်ခံရလို့ကန့်ကွက်သူတွေထဲကဒေသခံ6ယောက်သေဆုံးသွားတယ်လို့မုံစီဒေသခံတွေက RFA ကိုမတ်လ6ရက်နေ့မှာပြောပါတယ်။ဒဏ်ရာရတဲ့ဒေသခံ6ယောက်ကိုလည်းကုတ်ခိုင်စေးရုံကိုပို့ဆောင်ကူတာနေတယ်လို့လည်းဆိုပါတယ်။ရွှေလုတ်ကွက်ရှိနေတဲ့နန်လင်းချောင်းဟာမုံစီကျွရအုပ်စုထဲမှာရှိတဲ့လေယာမြေတွေအတွက်အဓိကရေပွေးဝေနေရတဲ့ချောင်းဖြစ်နေရကြောင်းရွှေတူးဖော်ရေလုပ်ငန်းတွေကိုရပ်တန့်ဖို့ဒေသခံတွေကအကြင်ကြင်ကန့်ကွက်နေကြတာပါ။ မလ9ရက်နေ့မနက်ကဒေသခံ200လောက်နဲ့တွားရောက်ကန့်ကွက်ချင်းအလုတ်တွေရန်နာပြီးပြန်သွားကြပေမဲ့နေ့လယ်ပိုင်းမှာတော့ဆန္နာပြသူတွေပြန်လာတဲ့လမ်းမှာစောက်ကြိုပြစ်ခတ်ခံရတာလို့လုံကြုံရေးအရာမီဖော်လို့တဲ့ဒေသခံတယောက်က RFI ကိုပြောပါတယ်။ MNDA ကိုကန့်တပ်ဖွဲ့ဝင်တွေကပြစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပေမဲ့ကိုကန့်တပ်ဖွဲ့ MNDA ဘက်ကတစုံတရာမထုတ်ပြန်သေးတယ်လို့ MNDA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံလီကြောင်းဝင်းကို RFA ကဆက်သွယ်မေးမြန်းထားတာကိုလည်းအကြောင်းမပြန်သေးပါဘူး။ဒီဖြစ်ရတဲ့ပတ်သက်လို့ဒေတာခန်နေနဲ့ MNDA တာဝန်ရှိသူတွေမလ6ရက်နေမှာညှိနှိုင်းနေကြတယ်လို့နောက်ထပ်မုံစီဒေတာခန်တဦးကပြောပါတယ်ရှင်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာဘီလာရုစ်နိုင်ငံကိုမလ9ရက်နေမှာအလဲပက်ရောက်ရှိမှာဖြစ်ကြောင်းဘီလာရုစ်အစိုးရပိုင်သတင်းဌာနတစ်ခုမှဖော်ပြပါတယ်။ ဘီလာရုသမတလူကာရှန်ကိုကစစ်ကောင်းဆောင်ကိုလက်ခံတွေ့ဆုံမှာဖြစ်ပြီး ကုံတွယ်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရေးစီးပွားရေးလူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးသွားမယ်လို့ဆိုပါတယ်အထူးသဖြင့်စမှုကဏ္ဍစိုက်ပျိုးရေးစေဝါနဲ့တိတ်ပိုင်ဆိုင်ရာကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးဖို့ရှိတယ်လို့ဆိုပါတယ်ရုရှားနဲ့အိမ်နီးချင်းဘီလာရုနိုင်ငံဟာကုန်းတွင်းပိတ်နိုင်ငံငယ်တစ်ခုဖြစ်ပြီးမြန်မာစစ်တပ်နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိပါတယ် စစ်ကောင်းဆောင်အနေနဲ့ရုရှားရဲ့ဩဇာလွှမ်းမိုးမှုရှိတဲ့ဘီလာရုစ်နိုင်ငံကိုတွားရောက်တာဟာသူ့အတွက်လုံခြုံမှုရှိတာကြောင့်လို့နိုင်ငံရေးလှစ်လာတုံးသက်သူဥတန်းဆိုးနိုင်က ပြောပါတယ်။ရုရှားကိုအလဲပတ်ခီးစင်ရောက်ရှိနေတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာဘီလာရုစ်ခီးစင်ပြီးရင်ရုရှားနိုင်ငံကိုပြန်လာပြီးဗလာဒီဗော့စတော့မြို့ကိုတွားရောက်မှာဖြစ်ကြောင်းစစ်ကောင်စီလက်အောက်ခံသတင်းမီဒီယာတွေကရေးသားဖော်ပြပါတယ်ရှင်။ ရန်ပုံငွေချို့တဲ့တဲ့အတွက်လာမဲလာမှာဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ရိုဟင်ဂျာဒုက္ခသည်တသန်းလောက်ကိုပေးနေတဲ့ရိတ်ခါအကူအညီထောက်ဝက် ရောကြလာမယ်လို့ကမ္ဘာစားနေကအစီအစဉ် WFP ကပြောကြားလိုက်ပါတယ်။ရိုဟင်ဂျာတွေဟာဘင်္ဂလားဒေ့ရှ်ကနှုံချလာတဲ့ကယ်ဆယ်စခန်းတွေမှာနေထိုင်နေကြပြီးအများစုဟာမြန်မာစစ်တပ်က2018ခုနှစ်မှာနှိမ်နင်းတဲ့အတွက်ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးလာကြသူတွေဖြစ်တယ်လို့ AFP ကဖော်ပြပါဗျာ။ ရန်ပုံငွေအကြီးကျယ်လိုအပ်တဲ့အတွက်လူတစ်ယောက်ကိုလဆင်ရိတ်ခါဖို့12ဒေါ်လာခွဲပေးနေရကနေလျှော့ပြီး6ဒေါ်လာပေးရမယ်လို့ WFP ကဗုဒ္ဓဘူးနေ့ကပြောပါတယ်။ဒီလိုလျှော့ချတဲ့ကိစ္စဆွေးနွေးဖို့ Ranger ခေါင်းဆောင်တွေနဲ့လာမဲ့သတင်းပတ်မှာတွေ့မယ်လို့လည်းဆိုပါတယ်။ Ramadan ဥပုပ်တီလာစောင့်ချိန်မှာ Ranger တွေနဲ့ကုလသမဂ္ဂအတွင်းမှုချုပ် Antonio Guterres ကတွေ့ဆုံမှုရှိပြီး ကုလအကြီးကဲရဲ့ခီးမတိုင်ခင် WFP ကရန်ပုံငွေလျှော့ချမဲ့အကြောင်းထုတ်ပြန်တာဖြစ်ပါတယ်ရှင်။ဒီနေ့မနက်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ပြခဲ့တာပါ။ RFA ရဲ့စီစဉ်တွေကို RFA Bamis ရဲ့ Facebook, YouTube, Instagram, Telegram နဲ့ RFA website စာမျက်နှာတွေမှာအချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်ပါတယ်။ RFA ကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမကစမ်းမအောင်ပါရှင်။